မင်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်တပ်ကမတန်ဆွမ်းနေကိုနေနေမှာရှင်လက်လက်မီရှုတပြန်ခင်မှုကုလသမဂ္ဂစည်းဝေးမှာအောက်ဆုံးမတော်တင်ပြအကြံဖက်စစ်တပ်ကမတန်ဆွမ်းနေကိုနေနေမှာရှင်လက်လက်မီရှုတပြန်ခဲ့ကြောင်းကုလသမဂ္ဂစည်းဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တပ်မတ်ကြီးအောက်ဆုံးမတော်ကတင်ပြပြောဆိုရယ်အော်တိုဘလ23ရက်နေ့အမေရိကန်ပြည်အောင်စုံညောင်မျိုးကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့ကုလသမဂ္ဂ လူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးကော်မတီမှမတန်ဆန်းသူတွေရဲ့အခွင့်အရေးစာရေးစီဝေးမှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်တယ်။အကြံဖက်စစ်တပ်ကမြို့သူမြို့နယ်မိန်ကလေးငယ်တွေပါဝင်မတန်ဆန်းသူ138ကိုတပ်ဖြတ်ခဲ့ကြောင်းတေဆုံးခဲ့မတန်ဆန်းသူတွေနဲ့26ရာခိုင်နှုန်းကမှဆေးဥစုမှကျရတွေကိုဝင်ရောက်စီးနေတိုက်ခိုက်စဉ်မိရှုဖြန်စီခဲ့ကြောင်းနေ့ဤနေ့မှာအရှင်လက်လက်မိရှုခင်ရပြီးတေဆုံးခဲ့ကြောင်းအသံမကြီးကပြောဆိုတယ်။ မလီဘက်ကဖြစ်ပေါ်နေတဲ့ဒေသရင်မှာနေထိုင်ပြီးတွာလာလှုံ့ရှားမှုတို့မဟုတ်အာယုံခံနိုင်စွဲအားနဲ့ချုံရင်းနဲ့မတန်ဆန်းသူများအနေဖြင့်ထွက်ပြေးတိမ်ရှာရခက်ခဲရကြအောင်၎င်းတို့ကဖွံ့ဖို့ထိချလွယ်ပြီးတည်ဆောင်ရသည့်ဖြစ်လာခဲ့ကြောင်းပလီဘကတန်တင်ဒေတာတွေမှာစာလောင်ငန်းမှုခြင်းနဲ့စေဝါကူတောင်မရရှိခြင်းတို့သဖြင့်စေုပ်စုမှာစေဝါတွေပို့ဆောင်မှုကိုပိတ်ပင်တားမြစ်ခြင်းတို့ကြောင့်လည်းတချို့သောမတန်ဆွမ်းသူများအနေဖြင့်အသက်သေးဆုံးခဲ့ရကြောင်းတတ်မှတ်ချက်ဥကြောင့်မှုတို့ကရှင်းပြရတယ် ဆရာစုံနေပြရက်ဆက်ကြံကြုံမှုတွေဆက်လက်ကျူးလွန်နေပြီဆိုရင်မတန်ဆန်းသူရေးမှာဆက်လက်မြင့်တက်ပြီဖြစ်ပြီးတော့ဆရာစုံမှာ၎င်းတို့ရဲ့အခွင့်အရေးတွေအချို့ပေါခြင်းကိုလည်းဆက်လက်ခံစားမိဖြစ်ကြောင်းစီအုပ်စုကိုတက်ဆိုးရှင်စင်မဲ့၎င်းတို့ပြင်ဆင်တဲ့အတွေ့အကြုံရွေးကောက်ပွဲကပြင်းပြတဲ့နဲ့ကန့်ကွက်ကြမှုဖြစ်ကြောင်းတန်မကြီးကတိုက်တွန်းနေ မြန်မာနိုင်ငံမှာ2021ခုနှစ်မတရားဆန္ဒသိမ်းမှုမတိုင်မီကဒီမိုကရေစီနည်းကြရွေးကောက်တင်မြှောက်ထားဆွေးနွေးလက်ထက်မှာမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးတွေပါဝင်လို့ခွင့်ရတဲ့ကောက်ွက်မြင့်တင်ရတော့အတွက်တိုးတက်နေတဲ့အလံကြောင့်ပေါ့ကိုရောက်ရှိနေခဲ့ကြ။တွဲရိုင်2021ခုနှစ်ဖေဖော်ဝါရီလမှာမတရားဆန္ဒသိမ်းမှုဖြစ်ပေါ်ခဲ့နောက်မှာမတန်ဆွမ်းသူများအနေဖြင့်၎င်းတို့ရဲ့အခြေခံခွင့်ရတွေကိုခံစားခွင့်မရခဲ့တဲ့ပြင်ပြစ်မှတ်ထားအကြမ်းဖက်ခြင်းနဲ့မစင်မကျင်လူခွင့်ရွေးပါမှုတွေကိုပဲရင်ဆိုင်နေရကြောင်း၎င်းကဆက်ပြောတယ်။ မတန်ဆန်းသူတွေတည်ဆောက်မှုများစုမှာစေုံစုမှာဝင်ရောက်စင်းတဲ့တိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပြက်ကတ်မှုတွေပါဝင်ရဲသားပြည်သွင်းနေတဲ့ဒေသတွေကိုမစင်မကျင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအထူးသဖြင့်ပြည်ပခဖြစ်ပေါ်နေတဲ့ဒေသအိမ်မှနေထိုင်မိသောလာလုံရှာမှုတို့မှအာယုန်ခံနိုင်စွာအာနေချွေရင်းနဲ့မတန်ဆွမ်းသူများအနေဖြင့်ထွက်ပြေးတိမ်းရှောင်ခတ်ခဲ့ရကြောင်း၎င်းတို့ကပုံမထိကျလွယ်ပြီးတေဆုံရသည့်ဖြစ်လာခဲ့ကြောင်းထို့အတူမစင်မကျဲတိုက်ခိုက်မှုတွေမှာစိတ်ပိုင်းဆိုင်အချွေရင်းမှုတွေရှိသူတွေတို့မှညာနာပိုင်းဆိုင်အချွေရင်းနဲ့မတန်ဆွမ်းသူတွေရင်ဆိုင်ရအနေကလည်းတိတိတသားမြင့်မာကြောင်း ၎င်းတို့နေပြန်အနေရကိုတာမန်တိုင်းမတုံ့ပြန်နိုင်ခြင်းသို့မဟုတ်မသိရှိနိုင်ခြင်းတို့ကြောင့်ဖြစ်စဉ်မကြံရခဲ့ပြီးဖန်စီချုပ်နောင်ကညင်ပန်းတပ်ဖြတ်ခံခြင်းတို့ကိုရင်ဆိုင်ပြီးရှိကြောင်းအကောင်အဆက်ပြောရယ်။ပလိပခတန်တင်သေးတဲ့အိမ်မှာဆလောင်မှုတိတ်ခြင်းနဲ့စေဝါကုတောင်မရရှိခြင်းတို့သဖြင့်စေုပ်စုကစေဝါတွေပို့ဆောင်မှုကိုပိတ်ပင်တားမြစ်ခြင်းတို့ကြောင့်လဲတချို့သောမတန်ဆွမ်းသူများအနေဖြင့်လည်းတက်သေးဆုံးခဲ့ရကြောင်း တဖက်မှာလည်းစစ်အုပ်စုကရက်သားပြည်သူနေတဲ့ဒေသတွေကိုလေကြောင်းနဲ့ပုံကျတိုက်ခိုက်မှုနဲ့မြေမြုပ်မိုင်းတွေအုံပြူကျင်းတို့ကိုဆက်လက်လုံဆောင်လျက်ရှိအောင်မတန်ဆွမ်းသူရင်းဆက်လက်မြင့်တက်လာမည်ဟုခမဲအကြောင်းမြန်မာနိုင်ငံမှာလူရေ9တသမ9တန်းကျော်ဒုံမုံလူရေစုစုပေါင်း7300ရာခိုင်နှုန်းမှမတန်ဆန်းသူတွေဖြစ်ကြောင်း၎င်းတို့နေဖြင့်အသက်ရှင်နေထိုင်ခွင့်အတွက်အမှားခံချက်မရှိပဲအမြင့်တစ်စေကြောက်တရားနေနေထိုင်ရကြောင်းတမ်မကြီးကထည့်သွင်းပြောဆိုတယ်။ ဇလက်ပီကမ်ဘတ်လက်နမောင်းနယ်နဲ့နမ်တူမျိုးတို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတော်လင်းရဲမိတဲဥပောင်းပြည်သူသုံးသိန်းဆောင်ချင်းပြည်နယ်ကမ်ဘတ်လက်မြို့မှာကျင်းပနေမင်္ဂလာဆောင်ပွဲတစ်ခုကိုဂျပန်စစ်ကောင်စီကလေကြောင်းနဲ့ပုံကျတိုက်ခိုက်ရမှာစီရဲကမ်ဘတ်လက်ရဲမိတဲဥပောင်းပြည်သူသုံးသိန်းဆောင်ပြီးအများပြတ်တရားရှိခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။အော်တိုဗလာ24ရက်နေ့မနက်9:20မိနစ်ချိန်ကမ်ဘတ်လက်မြို့စေမိုင်ကောင်မှာကျင်းပမင်္ဂလာဆောင်ပွဲတစ်ခုကိုနေပြည်တော်မှာတက်လာဂျပန်ဖိုက်တာတစ်စီးနဲ့ ပုံနှလုံးကြဲကြတိုက်ခိုက်ရာရဲမစ်တအုပ်နဲ့ပြည်သူနယ်စုစုပေါင်းသုံးသိမ်းဆောင်ခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူအတူဘာလ24ရက်နေ့မနက်ပိုင်းကနမောင်းမြို့နယ်ရှေချန်ကိုဂျပန်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ပေါ်ကျတိုက်ခိုက်ခဲ့ကြောင်းအော်တိုဘာလ23ရက်နေ့ကလည်းနမောင်းမြို့နယ်ရှေချန်ကြောက်ကြရာကိုဂျပန်စစ်ကောင်စီကစက်တက်လေဒီဘရောင်မော်တာနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်သူလူထုကိုပြစ်မှတ်တာကလေကြောင်းနဲ့ပုံစံတိုက်ခိုက်လျက်ရှိရာကြောင့်မိဘပြည်သူများအနေဖြင့်လူစုလူဝေးပြုလုပ်ခြင်းကိုရှာတင်ကြရဲလေကြောင်းအကာအကွယ်ဆိုင်သတိပေးချက်တွေလိုက်နာပေးကြရဲနဲ့ဘုံကိုခြင်းနဲ့ခိုင်ခိုင်မာမာတူတာကြရဲဒေါ်လင်းဖွဲ့စီကတိုက်တော်နေထို့အတူယမန်နေ့ည8:49မိနစ်ကနေ8:55မိနစ်ချိန်စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းရှိနမ်တူမြို့ကိုလင်းနဲ့ဘုံလက်ကျင်းချက်ချသောကြောင့် TNL ကသတင်းထုတ်ပြန်နေ ဆက်လက်ပြီး AIS ရန်ကြောင်နယ်စပ်ရှိအရက်ကဖြစ်သွေးခင်းတော်လာမှုသတိပြုဖို့လွန်ကြိတ်တပ်ဖွဲ့ကိုတရင်ပို့တော်လာဖို့အေအထမှန်သတိပေး AIS ဘွဲကခီးတာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုဆက်လက်လှုံ့ဆော်နေကြောင်းအရက်ကတော်တော်ရေးကအော်တိုဘလ23ရက်နေ့ကတရင်ထုတ်ပြန်ခဲ့ပြီးနယ်စပ်ကပြည်သူတွေအနေနဲ့ခီးတော်လာသတိပြုဖို့မဖြစ်မနေမှသာတော်လာဖို့လိုအပ်ရင်လွန်ကြိတ်တပ်ဖွဲ့ဝင်တွေတရင်ပေးဖို့တော်လာဖို့ထပ်မံအသိပေးတယ်။ AIS ကအရက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသအရက်ခမိဘပြည်သူတွေရဲ့အတဝင်စီစဉ်တို့ကိုချိန်ချောင်းနေရကြောင်းပြည်သူတွေတောတောင်ထဲမှာလူပြတ်တဲ့နေရာတွေတော်လာချိန်မှာတအူးရဲဒါမမဟုတ်လူနေစုနဲ့တော်လာတနိုင်ဆုံးမလို့ဘူးကျမရဲ့ကိစ္စပေါင်းရင်မဖြစ်မနေတော်လာရမယ်ရင်းကြီးကိစ္စရှင်လဲအရက်ခပြည်သူတော်လိုင်းဆွေရအုတ်ချွေးနဲ့လွန်ကျွေးတဖက်ဝင်နေရှင်ကနေဆက်ဆုံးနေရာမှာတရင်ပေးဖို့တော်လာကြဖို့တတိပေးတယ် အော်တိုဘလ20ရက်ကခေးတဲ့ရင်ဂျုံကိုတိုက်ခိုက်ခဲ့ဖြစ်စဉ်ကိုထပ်မံသိပေးဖို့ပြအမျိုးသမီးနဲ့ကလေးတောင်နဲ့အမျိုးသားတောင်ကာသမတောင်စုစုပေါင်း9ဦးဟာရသေးတောင်မြွနယ်စည်တီပြင်ကျေးရွာနေ့စံစီဆောင်ငရုတ်တီစရဲခြေကလူသုံးကိုပြစေဝယ်ယူပြီးမောင်တော်မြွနယ်ကြောက်ပနူရွာဘက်ကိုပြန်လာစဉ်မျိုးရွာရှေ့ဘက်တရားနီအားစင်ကတိုက်ခိုက်ခဲ့လို့ဖော်ပြတယ်။ ကားပေါ်ပလာသွားလုံကိုရဟစင်ကဖန်ကောက်သွားပြီးပစ္စည်းကိုလည်းယူဆောင်သလိုဖန်စီခေါ်ဆောင်သွားသူ၅ဦးတည်းကအသက်30ရွယ်ဝဝေဆိုးနဲ့40ရွယ်တော်နေနိုင်ဆွေတို့ကိုတနက်တန်းအနေနဲ့ဖက်ဖြက်ခံရသလိုမဝဝေဆိုးလောင်းနေမှာသူမရဲ့သမီးငယ်၃နှစ်ကလေးကိုအသက်ရှင်နေတွေ့ရလို့အေးကထုတ်ပြန်နေကမ္ဘာသူနဲ့25နှစ်ရွယ်ခီတော်မျိုးသားနောက်ကရဲစီလက်ကထွက်ပြေးလွမြောက်ခဲ့ပေမဲ့အတရားရရှိခဲ့လို့သိပေးတယ်။အေးအနေနဲ့ပြည်သူတွေကိုတက်ဖြတ်ပြီးထွက်ပြေးသွားရဲစီဘဝင်တွေကိုလိုက်လံရှင်းလင်းနေကြောင်းထုတ်ပြန်တယ်။ဒါ့အပြင်ဒေသတွေစပတ်အနေနဲ့ကိဝိဇေနဲ့ပြည်သူလုံးစုံရဲ့အတွက် ဆက်လက်ဆိုင်လှူကြောင်းအသိပေးထားပါတယ်။ဆက်လက်ပြောမြောက်ရီကကေဘက်ကနေမဲဆောက်ကိုထွက်ပြေးလာနိုင်ငံသားသားတထောင်ကျော်လာပြီးတောင်ရင်မြစ်ဖြက်ကူးရင်ရင်းနှစ်တဲ့သူတောင်းထက်မနေအလောင်းနေပေါ်လာကေဘက်မှာမြုပ်ပြက်ကြီးလာကြရင်ခင်ကင်ပြင်းနယ်မြောင်းရီမြို့နယ်ကေကေဘက်ကနေမဲဆောက်မြို့ကိုထွက်ပြေးလာတဲ့နိုင်ငံသားရေအတွက်1049ရှီလာကြောင်းထိုင်းတရင်ကပေါ်ပြတဲ့ အော်တိုဘလ24ရက်နေ့မှာကြားဖြတ်လိမ်လည်သူတွေဖြစ်လောက်ကိုင်းနေသူတန်တရားရှိနိုင်ငံသားတထောင်ကျော်မှာမဲဆောက်ကန်ကိုနေဆက်ဖြတ်ကြော်ပြီးထွက်ပြေးခဲ့ကြအောင်ထွက်ပြေးသူတွေမှာအိန္ဒိယနိုင်ငံသား399ဦးတရုတ်နိုင်ငံသား149ဦးရှိပါဝင်ကြောင်းထပ်ကျင်းလာတွေမှာ BNF ဖိလစ်ပိုင်အီသီယိုးပီးယားပါကစ္စတန်အင်ဒိုနီးရှားနေပေါ်နဲ့ကမ္ဘာတဝန်းရှိတခြားနိုင်ငံတီးတီးမှနိုင်ငံသားတွေလည်းပါဝင်ပြီးထိုင်းနိုင်ငံသား30တောင်ပါဝင်ကြောင်းသိရတယ်။ထိုင်းရနယ်ပဏိကထပ်ကျင်းလာတွေအမှတ်ပုံတင်ချက်ကိုချက်လက်တွေဆက်စည်ကျင်းဆိုင်ခဲ့ပြီးထပ်ကျင်းလာတွေကိုထိုင်းနိုင်ငံတရားဥပဒေအရအေးအေးယူမွေလောက်ဆောင်သွားမည်ဖြစ်ကြောင်း ကနအုပ်ဆက်ဆဲမှုရဖန်ဆင်းခံသူရဲ့မနိုင်ငံကုလမတ်မရှိအသက်၁၀နှစ်ကနေ၄၅နှစ်ကြာရှိပြည်နိုင်ငံသားရဲ့ပအဝင်ကြောင်းလက်ဝယ်ရနဲ့ကိုယ်ရေးကျင့်နေစီစဉ်မှုရနိုင်ငံသားတိုင်းမှာရာဇဝတ်မှုမှတ်တမ်းနေရှိကြောင်းသိရတယ်။ထော်ပြလာသူတွေမှာဗီယက်နမ်၊အင်ဒိုနီးရှား၊ပါကစ္စတန်နဲ့ဖိလစ်ပိုင်နိုင်ငံသားတွေပအဝင်ပြီး၎င်းတို့အလုံးကိုတရားဥပဒေအရတရားစွဲဆိုရတဲ့ထိုင်းအနာပိုင်တွေကဖန်ဆီးထင်းနေကြပြီဖြစ်ကြောင်းသိရတယ်။ ထိုင်းရနာပိုင်တွေကနေဆက်ဖြတ်ကြောင်းဝင်ရောက်လာရွှေပြောင်းသွန်းအလောင်းအတွက်အစားအစာတောက်ရည်နဲ့ဈေးဝါးတွေပါဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးလျက်ရှိကြောင်းရာဇဝတ်မှတ်တမ်းရှိသူတွေကိုပေါ်ထောက်ရနဲ့လိမ့်လည်လှည့်ပြားသူတွေဖြစ်အတင်းကျပ်လောက်ကဟဲ့အတင်းကျပ်ဈေးကိုင်းခံရတဲ့နှုတ်ကုန်းကူခံရသူတွေကိုကွဲကြရတဲ့ကြစားဆက်စင်နေကြသေးရတယ်ထို့ပြင်ယမနစ်တောင်မြစ်ကိုဖျက်ပြေးလိုက်တဲ့နိုင်ငံသားချို့အပေါဝင်နိုင်ငံသားတွေမြေတွင်ရင်းနဲ့မြုပ်ပါသွားပြီးရင်းနှစ်သိမ်းဆောင်ကယနေ့အလောင်းပေါ်လာကြောင်းလက်တလောတိမ်းဆောင်သူတောင်းရှိပြီးအလောင်းတွေကလည်းရရှိထားကြောင်းထိုင်းမြန်မာနယ်စပ်သတင်းမြစ်ကပြောတယ် ရင်းပြင် PGF ရဲ့ဦးစီးမှုနဲ့စီကားနေခဲ့တဲ့ဘက်ကကားရီဆိုင်ကဖို့တံပစ္စည်းများစွာကျန်ခဲ့ကလူသူမရှိအမျိုးပြန်ကြည့်လားအဆောက်အများစွာနှချကတ်သွားကြက်သွားခဲ့ကြောင်းနဲ့ဆက်တဲ့င်းမြေထံကနေသိရပါဗျ။နားဆင်အောင်ပေးစားရတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။